ုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဆွန်ရဲရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်ဖိတ်ထားတယ်ဥစဉ်အလူကြွားကိုတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းမှာဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တရင်ဘလို့ပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အလုံးစိတ်ပူတဲ့အချိန်မှာဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲ ဥစဉ်များပါတယ်ဗျာเนาะကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့เนาะအဲ့ဒါမကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တောင်ပြုံးပွဲသွားခဲ့ပြီပေါ့ကူတော့ PDF ကကြိုတည်သွားလို့အစီအစဉ်ဖြတ်လိုက်ကြောင်းပြောပြလာတဲ့ပေါ့ကူတော့ရုတ်တန့်နဲ့အတူ28နှစ်ကြာစစ်ကောင်စီတက်ဆွဲခဲ့သည့်ထီကပလဲစခန်းကို KNU နဲ့ပူးပေါင်းတက်သိမ်းပိုက်လိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ်28နှစ်အကြာစစ်ကောင်စီတက်ဆွဲခဲ့သည့်ကော့ဂရိတ်မြို့နယ်ရှိ ထီကပလဲစခန်းကိုဇွန်22ရက်တွင်တင်ပိုက်နိုင်ခဲ့ကြောင်းကရင်မျိုးသားစီယုံ KNU ကယနေ့ထုတ်ပြန်သည့်အဆိုပါစခန်းသည် KNU ဌာနချုပ်မာနယ်ပလောမဆုတ်ခွာရပြီးနောက်1995ခုနှစ်မေလမှစတင်က KNU ဌာနချုပ်တည်အဖြစ်တည်ထောင်ခဲ့တော်လဲနှစ်နှစ်မပြည့်မီ 1969ခုနှစ်ဖေဖော်ဝါရီလတွင်စစ်တပ်ကတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရခြင်းဖြစ်ပြီးရင်းသို့စစ်ကောင်စီကသိမ်းပိုက်တပ်ဆွဲထားခဲ့သည့်ထီကပလဲစခန်းကို28နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီးရင်းစခန်းအားကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ် KNU ကထုတ်ပြန်သည့်ကရင်ပြည်တွင်စစ်ကောင်စီနှင့် KNU ပူးပေါင်းတပ်တို့ကြားတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးနေဆက်တပ်စခန်းများကိုလည်း KNU ကစတိုက်သိမ်းယူနေပါတယ်။မျိုးရီအားလုံးမင်္ဂလာပါဗျ။အိန္ဒိယ23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ။ဒီကနေ့ဥစဉ်ပြောကြနေတာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီပေါ့မြို့နဲ့တည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ်။ရှင်ဖရားတဲ့ပေါ့မြို့နဲ့တည်င်းနဲ့ပတ်သက်ပြီးမှဘာမှမပြောဘူးလားဖရားတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျ။နော်ဘာမှမပြောပါဘူး။ ။ဘာဖြစ်လို့ဘာမှမပြောရလဲဆိုလို့ရှိရင်ဒီခါလေးဦးစင်းတို့မတိတင်တဲ့အရာတွေတစ်ဖက်ကမတိတင်တဲ့အရာတွေအများကြီးရှိတယ်ဗျာ။နော်အများကြီးရှိတယ်။အဲ့တော့ဒီကြတာတစ်ခုကတော့ပတ်မနယ်ရင်နှန်းဖြတ်တဲ့အခါမှာရေတွားတဲ့အခါမှာတစ်ဖက်ရန်သူတွေ PDF အကျမ်းဖက်တရားတော်တော်ကြီးကိုကြာရှုံးတယ်လို့ဦးစင်းတို့ခိုင်းလုံးတဲ့တဲ့င်းတွေတေးကြတဲ့တဲ့င်းတွေကိုဦးစင်းတို့ကြားသိရပါတယ်ဗျာ။နော်ဒါတော့ပဲဦးစင်းတို့ပတ်မနယ်တဲ့င်းနဲ့ပတ်သက်ပြီးမှ အဲ့ပေါင်းမြုံနယ်မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်ခမဲလို့ဒီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းအကြောင်းပါပါနော်အဲ့တော့မလောပါနဲ့လို့ပဲဥစဉ်ရတော့ပြောကြပါလိမ့်မယ်နော်ဒါတော့နှစ်ချီတုံးလေးနဲ့ကြီးတောင်မှခမဲလို့ရိတ်ခါမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းမှစောင့်ပေးပါနော်ရင်းနှန်းဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမတိကျင်ပါနဲ့ဗျာနော်ဒါကလည်းဆေးရတော့မတိဆေးတွေကတော့မတိတာပဲကောင်းပါတယ်နော်ဒါကတော့ပေါင်းမြုံနယ်တည်င်းနဲ့ပတ်သက်ပြီးဥစဉ်ရပြောပြခြင်းဖြစ်ပါလိမ့်ဗျာဥစဉ်တို့ ဒီပြူးလွင်နဲ့ပတ်သက်တဲ့တည်င်းတွေကတော့အကုန်လုံးကတော့အေးစေးစေးပါပဲနော်။အောင်ပွဲအလီလီရှင်းနေတယ်လို့ပဲပြောချင်ပါတယ်နော်။အောင်ပွဲအလီလီရှင်းမှာရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချမှတ်ပြရလဲဆိုတာလေဦးဇင်းတို့ကတစ်ခါကြာဦးဇင်းတို့ဖောက်ရောပါဖြစ်လို့ပြပိုင်မှမရှိဘူးပေါ့နော်။အဲတော့တန်တဲဒီကရန်တွေမှာတော့ကြည့်လို့ရပါလေနော်။ဒီလူတို့တွေရဲ့ဒီဘယုံမလားဖြစ်နေပါပေါ့နော်။ဒါကတော့ပြူးလွင်တည်င်းနဲ့အနောက်ချုံပေါ့နော်။ပြူးလွင်ဘက်ကအကြီးတစ်ဝဲကတော့အေးစေးစေးပါပဲ။နောက်ချုံမျိုးနယ်တွေကပေါ့နော်။ ဘာနောက်ခုကရောဦးစင်းကမန္တလေးတိုင်းမင်ကုန်းနဲ့ပတ်သက်ပြီးလဲဒီတိုင်းတိုင်းမင်ကုန်းနဲ့ပတ်သက်ပြီးရတော့ပြောချင်တာကတော့နော်ဟိုတဲ့လို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့ပဲအကြံပြုချင်နေပြန်နော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလက်နဲ့ခရရနေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့အောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတတ်သိရှိရှိတင်ပြရဲလိုအပ်ချက်ကိုတတ်သိရှိရှိပြောပြဖို့ လိုအပ်တယ်လို့ဥစဉ်တို့ကတော့ပြောကြင်ပါလေဗျာနော်တခါတလေဥစဉ်တို့စီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အတဥစဉ်တို့မှာအတာဖိုင်တွေလည်းရှိတယ်အဲ့ဒါတခါတလေကြတော့နော်မတိတယ်ဟာလေဒါမပြောတဲ့နဲ့အရာကြဥစဉ်တို့ကမပြောဘူးကြာနော်အဲ့လူကြီးလောက်ပဲဥစဉ်တို့ကတခါလေစာလန့်ပို့တာပဲရှိပါလေဗျာနော်ရှိပါတယ်အဲ့တော့တဆင်းတဆင်းမလိအောက်ကအောက်ကတဆင်းချင်းတဆင်းချင်းမလိညပါနဲ့လို့ပဲဥစဉ်ကတော့ပြောကြင်ပါလေဗျာနော်တန်တဲ့အရာကိုလိန်ရင်လိန်ညာချင်းညာကြပါဗျာနော်တိုင်းပြည်နင့်နာရမယ်နေရာကိုကိုတက်သားတွေနင့်နာရမယ်နေရာကိုအောက်လက်တားတွေနင့်နာရမယ်အရာဆိုလို့ရှိရင် မလိမ္မာနဲ့လို့ဥစဉ်ကပြောကြင်ပါလိမ့်မယ်နော်အထက်ကိုမလိမ္မာနဲ့လို့ပြောကြင်ပါရနော်ဒါလေးပဲဥစဉ်ကတော့ပြောကြင်ပါလိမ့်မယ်နော်အဲ့တော့ဒီကလောက်ချက်ကတောင်ပြုံးအလူပေါ့နော်ပတ်သက်စာဆွင်ရဲ့အလူပေါ့ကိုဆွင်ရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်နဲ့ဖိတ်ထားတယ်ဥစဉ်ကအလူကြွားကတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါလိမ့်မယ်နော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းမှာပဲဗျာရတဲ့နီးနေဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တရင်ဘလို့ပောက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော် တော့အဲ့ဒီအလူနဲ့ပတ်သက်ပြီးလဲဆိုင်เนาะအားလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမတွားပြဖို့ပါများပါတယ်ဗျာเนาะအလူနဲ့ပတ်သက်ပြီးဥစဉ်ကမတွားပြဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะတွားပြမတွားပြဆိုတော့မသိသေးဘူးပေါ့เนาะအဲ့ဒါမတွားပြဖို့ပါကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးရတဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးလေးအားလုံးလဲတကယ်ကိုအတိုင်းထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရံထောက်ခံနေတဲ့အမျိုးလေးတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးလူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတဖုံနဲ့ လှုပ်ဆောင်နေတာဒီအများကြီးရှိပါသေးတယ်နော်အာငဘဝစားလို့ရှိရင်တော့ဦးဇင်းတို့တိုက်စစ်တွေဖော်ဆောင်လာတယ်လို့ပဲပြောရမှာအဲမှတို့စစ်တွေဘက်တွေဘက်တွေကြားရောက်သူဘက်တွေကြားနေရတဲ့ဒိန်းနေရလဲတစ်ဖက်လော်ဘီတွေရဲ့တင်းစကားတွေပါလေဗျာနော်ဦးဇင်းတို့ခုနောက်ပိုင်းမှာဒီကြောက်ဖြူတို့စစ်တွေတို့တင်းနေမတင်ဘူးဆိုတာကကိုယ့်ဘက်ကကြားရှုံးလို့မတင်တာမဟုတ်ပါဗျာနော်စေးအရာတွေကြောက်ဦးဇင်းတို့ကမပြောဘဲနေချင်းတာဖြစ်ပါလေဗျာနော်စေးအရာကြောင့်မပြောဘဲနေချင်းဖြစ်ပါတယ်အဲ့တော့ဘာလို့ပဲဦးဇင်းတို့ငငယ်ကပြောခဲ့တယ်နော် တခါလေဆရာသမားပြောတဲ့အရာလေးတွေဦးစင်းတို့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းပြောနေကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေတီးတယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလဲဦးစင်းတို့တီးတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဦးစင်းကတော့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဦးစင်းတို့ဗမော်တရင်နေပါတရင်နေအကုန်လုံးနေရတော့နော်ဗမော်ဆိုလဲဂျင်းနေကောင်းတယ်ဆိုတော့အားလုံးခင်ဗျားတို့အတီးဆုံးပါဗျာနော်အဲ့တော့ ။ဒါမှမဟုတ်ချင်းမြတ်တို့လူမျိုးဥစဉ်ဒါလေးပဲပြောချင်ပါလေဗျာနော်။အဲအားလုံးစိတ်ချမ်းသာကိုကြီးကြမ်းချင်းမြတ်နဲ့ပြည့်စုံပြီးအန္တရာယ်ကင်းပြီးဖြေရှင်းကြပါစေလို့ပေါ့ကတော့စတောင်းမေတ္တာပို့သလိုက်ပါလေဗျာ။အားလုံးသာပါပဲဗျာ။